ရန်သူဒရုန်းကချမ်းပါကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကန်းနဲ့ပြစ်တယ်မရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စိတ်နေပါကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့ဆေးဝါးမပြည့်စုံဘူးတဲ့ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တော့လေကားနဲ့သွားတဲ့ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အတက်ကအရာရှိလူကြီးတွေကကျွန်တော်တို့စက်နေရွာရဲ့အခြေအနေမှန်သိချင်မြေပြင်ကွင်းစင်းပြီးလေးလာလို့ရပါတယ်လို့ပြောပေးပါတယ် ကျွန်တော်တို့စစ်နေရအခုဆိုတောထဲမှာလည်းမတော်ရေးအကျေကျုပ်ချခံရသလိုဖြစ်နေတာတဲ့ကဲဒီနေ့2025လေးလပန်းစီရဲ့နဲ့မနေ့ကမှတော့စစ်ကောင်စီရဲ့ရုံမှမှုကြောင့်အပြစ်မဲ့ပြည်သူကလေးငယ်အပါဝံပြည်သူတွေ20ဦးကျော်သေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကိုပဲအရင်ဦးဆုံးပြောပြပါမယ်။ဒါကစကန်းဝမ်းတုံမြို့နယ်နန်းခမ်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြတ်နေချင်းဘုံကျေးတက်ခတ်ခဲ့ရမှာကလေးငယ်များအပါဝံပြည်သူ20ကျော်သေဆုံးကြောင်းကနဦးသိရှိရသည်ဟု ကိုလင်းအင်ဖိုမှာတာဝန်ရှိသူတူစီကနေသိရှိရပါတယ်။ဒါကအေပီလာကိုရင်းနဲ့မှာမူလွေ3နာရီခန့်တွင်ဝမ်းသူမြှော့နေနန်းခမ်းရွာအာဂျိုတောင်ဂျိုတောင်နန်းခမ်းကိုအကျန်းဖက်စစ်တကဂျက်ဖိုက်တာဖြန့်ဘွန်ဂျေတက်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ဒီထက်မှာအလားတူယင်းနဲ့ညက်နေ6နာရီခန့်တွင်လည်းနန်းခမ်းရွာကိုအကျန်းဖက်စစ်တကထက်ပြီးတော့ထက်မှန်ပြီးတော့ အာလေကြောင်းဖြန်ဘွန်ကျဲတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ဒီထက်မှာအကျန်းဖက်စစ်တပ်ရဲ့လေကြောင်းဖြန်ဘွန်ကျဲတက်ခတ်မှုအတွက်မှာကလေးငယ်များအပါဝံပြည်သူ20ကျော် တေဆုံးဒီဟုအာကနဦးသိရှိရပါတယ်တေဆုံးရေတွေ့ကတော့အတိအကျကိုထက်မှန်စုံစမ်းရေစုံစမ်းနေစေဖြစ်ကြောင်းလည်းသိရှိရပါတယ်ဒီထက်မှာပြည်သူတွေကထက်ထိခတ်တေဆုံးမှုရှိပါတယ်ဒါမဲ့အခုကကနဦးသိရတာကတော့20ကျော်ပဲသိရတယ်ဆိုတော့ဒီထက်ပဲလဲကျွန်တော်တို့ အကြီးအတွက်အတိကြတော့ကျွန်တော်တို့ထက်မှန်ပြီးတော့သိရှိနံဖို့အတွက်အတီးပြုတ်ပါတယ်ဆိုပြီးတော့အာ20ဦးကိုပဲအတီးပြုတ်ပါတယ်ဆိုပြီးတော့ကိုလေး informer tower ရှိသူတူကစီကနေသိရှိရပါတယ်ဒီမှာဓာတ်ပုံတွေကတော့မပြတ်တော့ပါဘူးတတော်လေးကို စက်ကောင်စီရဲ့ရုံမှမှုကြောင့်ဒူဂူတန်ကပဲကျွန်တော်တို့စက်ကောင်စီကအာစက်ကောင်စီကလွေလို့အကြံနဲ့စက်အာတခြားတိုင်းသားတွေက အပြည့်ရဲ့ချိုးဖော်တယ်ဆိုပြီးတော့ပြောနေတဲ့ကောင်ကအခုဆိုလို့ရှိရင်ပြည်သူတွေကိုဘလူတွေတက်ဖြတ်နေလေအခုချိန်မှာကျွန်တော်ပြည်သူတွေဒေသမှုကတတော်လေးကိုမြတ်ပါတယ်လို့သိရပါတယ်ဒီထက်မှာအဲ့ဒါအပြင်အင်ဂဘူအင်ဂဘူနဲ့လေးမျက်နှာမျောနေတော့တွန်းတဲ့စစ်တပ်ကလေကြောင်းတက်ခတ်မှုလောက်ဆောင်နေတယ်လို့သိရှိရပါတယ် ဒါတော်မှစက်ကောင်စီကသာအပြစ်ခတ်ရက်စေးမှုလိုက်နာကတိုင်းရင်သားများကချိုးဖို့နေဟုမြေယုံမထွန်းကနေစင်ကို ပြောပြန်နေပါလို့သိရှိရပါတယ်ဒါကစက်ကောင်စီရဲ့ရုပ်မှမှုကြောင့်ပြည်သူတွေဘလောက်ထိများပေးဆက်ရအောင်မလဲဘလောက်ရှိများတည်ဆုံးရအောင်မလဲတော့ကျွန်တော်တို့ တတော်လေးကိုယင်လေးရပါတယ်ဒီထက်မှာဂလေးငယ်ပါဝန်နစေကျော်ဒေဆောင်တွေလို့သိရှိရပါတယ်ကနဦးကတော့နစေကျော်ပဲအတီးပြုတ်နေသေးတယ်ဆိုတော့ထက်ပြီးတော့လဲအကျွန်တော်တို့အဘလူတွေဆက်ပြီးတော့သတင်းတွေထွက်လာအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်စစ်ကောင်စီရဲ့ယူမာမှုကြောင့်ပြည်သူတွေအခုတဘာဝက်ပေးကနေပြည်သူတွေဘလော့ထစ်သေးနေရတယ်အခုဆိုလို့ရှိရင်စစ်ကောင်စီရဲ့အာပြည်သူတွေကိုတပ်ဖြတ်မှုအတွက်တရစ်ထဲမှာပဲအာနိုင်ရီပန်းပါတယ်ကျွန်တော်တို့ နစီဦးကျော်တည်ဆောင်နေဆိုတော့တတော်လေးကိုစစ်မကောင်းဆရာသတင်းတစ်ခုအဲ့ဒီနောက်မှာလဲနောက်ထပ်သတင်းအထရင်စုတစ်ခုကမန္တလေးမြို့အနေသို့ဗဟုပြုတ်ရဲ့နောက်ဆက်တွဲငလင်ငယ်နေချင်းလွက်ခတ်သွားပြီးပြည်သူအများစုကထက်လက်နေပါတယ်လို့သိရှိရပါတယ်ဒါကညစေနာရီ20 29မိနစ်အချင်းလောက်တာတော့ အာထပ်ပါခုံရတယ်တဲ့ဆိုလိုဒီဟာကအဲတဲ့မပြင်းပေမဲ့လေလူကနင်းနေလောက်တာနဲ့လန့်နေပြီဟု မန္တလေးဒေသပြည်သူတို့ကပြောဆိုပါတယ်ဒါကစက်ကောင်စီကကျွန်တော်တို့အခုစကန်းငလင်လို့ကျွန်တော်အများသတင်းဌာနကပြောဆုံးနေတာကိုမန္တလေးငလင်လို့အမေတန်ပြောနေတော့အခုလိုမျိုးထပ်ပြီးတော့ဖြစ်လာတလားလို့ကျွန်တော်တို့အောက်မေ့ရတယ်အခုဆိုလို့ရှိရင်စက်ကောင်စီရဲ့အာ ဝန်ကြီးနေတယ်ပြည်သူတွေတည်နေတယ်ငလင်ကြောင့်ငလေကြောင့်ကျွန်တော်တို့ပြည်သူတွေတည်နေတယ်အခုချိန်မှာမန္တလေးမှာဖြစ်တဲ့ဟာစကမ်းမှာပဟုပြုပြီးတော့ဖြစ်နေတဲ့ဟာကိုအခုဆိုဆိုလို့ရှိရင်စစ်ကောင်စီကကျွန်တော်တို့မန္တလေးပဟုပြုငလင်လို့ခေါ်ရမှာဆိုပြီးတော့အချင်းချင်းပြောဆိုနေတာဆိုတော့ဒီဟာကအခုချိန်မှာထက်ပြီးတော့လွတ်လာတယ်လို့သိရှိရပါတယ်ဒါမဲ့လည်းဒီဟာကတော့တဲတော့မပြင်းဘူးဒါမဲ့လည်းအခန့်ရှိနေတဲ့ပြည်သူတွေကကြောက်လန့်မှုအခန့်ရှိနေတဲ့အတွက်ကြောင့်အမေရန်အာထစ်လက်နေရတယ်လို့သိရှိရပါတယ်ဒါကမန္တလေးမြို့နယ်က ပြည်သူတွေရဲ့အာထိခတ်မှုအကြောင်းပေါ့နော်အာထိလန့်ထိလန့်မှုအကြောင်းတွေကိုပြောပြနေတာဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့သတင်းကောင်းအနေနဲ့ပြပြီးပြောရမှာကတော့အာရှမ်းပြည်နယ်မြောက်ပိုင်းတွင်တဲ့ဖြစ်ပေါ်နေတဲ့ KNO နဲ့အာ PDLNA တို့အကြောင်းနေမင်းအငင်းပွားမှုများနဲ့ပတ်သက်၍ငင်းနှံဆွေးနွေးမှုစတင်နေပြီဖြစ်ကြောင်း KNO ဒုအာဒုတိယဥက္ကဋ္ဌပေါ့နော်အာဒုတိယဘုံမှုချုပ်ဘုံမှုကြီးအာဘူချုပ်ကြီးအာ ကွမ်းမိုးကဘူကွမ်းမိုးကလူမှုကွန်ရက်ကနဲ့တက်ဆိုင်ပေါ့နော်အတိပေးလာပါတယ်ဒါကဖြစ်လာပါစေတရားကကောင်းလာတဲ့အာလက္ခဏာဖြစ်ပါတယ်ရှမ်းမြို့မှာဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်အာပြစ်ခတ်တာမျိုးလဲအာပြစ်ခတ်တာမျိုးမဖြစ်ပေမဲ့လည်းရန်နိုင်မှုတွေဖန်ဆီးမှုတွေစစ်တပ်ကလောက်ဆောင်နေပါဒီထက်မှာအာဒဏ်ရာရနေတဲ့သူတွေကလည်းရေးပေါ်တွေကရှိနေတယ်သူတို့တရားကအာတစ်ဖက်နဲ့တစ်ဖက်အငင်းပွားမှုတွေဖြစ်လာနိုင်မှာအကောင်းဆုံးဖြစ်လာနိုင်ပါစေလို့ပဲကျွန်တော်တို့အာ မျောလင့်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတနင်္ဂနွေလုံးမြို့နေတန်းရှိဌာနဆိုင်ရာရောင်းရက်ွက်နယ်ဂျေးရွာမြအားလုံးတွင်ယတနာတို့အာယတနာတို့ကို ကိုရဲ့တိတိကိုကျင်ရွတ်ဖက်ကြရန်စက်ကောင်စီကယမနေ့ညနေပိုင်းတွင် အရေးပေါ်ညိုကြလာကြောင်းမြို့နယ်ထွေအုပ်အဖွဲ့ကထွေအုပ်အဖွဲ့ပြကပြောဆိုပါတယ်ဒါကတော့ စက်ကောင်စီကဘလောက်ထိများကြောက်လန့်နေဘလူတွေဖြစ်နေလဲတော့မသိဘူးအစ်တရားရွရွနေတဲ့စက်ကောင်စီကအခုဆိုလို့ရှိရင်ငလင်ပဲကြီးဖြစ်တယ်တဲ့ပြည်သူတွေက အလုံးတွေထောင်ချီပြီးတော့ဒေဆုံးရတယ်အပုတ်နှက်တွေဖြစ်တယ်ဒါကဝေတာလီပါဝေတာလီမှာကပေးဆက်တော့ဖျားရှင်ကိုတန်းယတနာယတနာတို့ဗရိပထန်းတွေရွတ်ပြီးတော့ကာကွယ်ခဲ့ရတယ်အခု အခုလေဒီလိုယတနာတော့ရွတ်ဖော့ရွတ်ဖတ်ပူရတာကကောင်းတဲ့လက္ခဏာဖြစ်တယ်အကြုံစေကြုံရလက္ခဏာလက်တန်တော့ဘေးတွေကဂိမ်းဝေးစီစီမှာဖြစ်ပါတယ်တဲ့ဆိုတော့ဒီကဥယျာဉ်တော်စီမှာတော့အာမြို့နယ်ထွေးအုပ်ရဲ့ညိုကြချက်နဲ့မြို့နယ်တန်ရနာအတန်ရနာယကဘောနော်အတန်ရနာယကအဖွဲ့ကအဖွဲ့ကစမ်းချောင်းမြို့နယ်အာမြို့နယ်တန်ရနာယကအဖွဲ့ဝန် စီအားတပားကပြောဆိုတာဖြစ်ပါမင်းကြားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုတော့ပူပေါင်းပြီးတော့စက်ကောင်စီတွေနဲ့အာဒီထက်မှာအာအုတ်ချွေးမှုတွေပေါ့နော်ဒီနိုင်ရကအခုဒီလိုမျိုးလွန်နေတာကိုကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဒါကတော့စက်ကောင်စီရေဒီယာခြီးပြီးတဲ့နောက်မှာဒီလိုမျိုးဖြစ်လာတယ်လို့သိရတယ်ပေါ့နော်ဒီကသတင်းထုတ်အနေနဲ့ပြန်ပြီးတော့ပြောပြတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကဒရင်းဆိုးတစ်ခုဒါကလည်းရန်ကုန်မြို့လန်တရာမြို့နယ်အမှတ်လေးရက်ွက် FNI CD အုတ်ချွေးမှု အောင်ကျုံမို့ကပြပတွင်ကြောင်းတက်အလုံးလောက်ကနေသော လူငယ်များကိုစစ်မှုထမ်းရန်မဖြစ်မနေကိုပြန်လာရမည်ဟုချင်းချောက်ရွေငွေကျပ်သိန်း90တောင်းခံနေကြောင်းဒေသပြည်သူများစီကလည်း ြောဆိုပါတယ်ဒါကတော့စက်ကောင်စီရဲ့လက်အောက်ခံအောက်ချွေးရမှုတွေကလောဆားနေပြန်ပြီသူတို့ငလင်ပြီးပြီးသူတွေဒုက္ခရောက်နေတာတက်မကြသေးဘူးအဲ့ဒီငလင်လောက်နေတဲ့အချိန်မှာတောင်မှစက်ကောင်စီကဖမ်းဆီးမှုတွေစူးစမ်းမှုတွေစစ်တပ်ကလော့နေပါတယ်အခုဆိုလို့ရှိရင်ငွေငွေငွေရဲ့တောင်းရမ်းမှုတွေပါဆက်ပြီးတော့လော့လာနေပြန်ပြီသူတို့အခုဒီဟာကလန်တရာအမှ၄ရက်ခွဲပေါ့နော်ဆိုတော့ FIA FIA အောက်ချွေးရမှုအွန်ဂျိုမှုကပြီးသူလူထုကပေါ့အနံကြည့်မှုမြတ်ဖြစ်ပြီး အာအခုအခုကစက်မှုထမ်းအပတ်စဉ်7နှစ်အတွက်ပေါ့နော်ဆိုပြီးတော့ရက်ွက်ထက်ကအင်တန်စက်ကိုအင်တန်စက်ကိုရောင်းခုချင်းချော်နေတာလို့သိရပါတယ်သူတို့အာသူတို့တောင်းတဲ့ဖဆန်မပေးနိုင်ရင်ဘီဘတ်ကနေပြန်လာပြီးတော့စက်မှုထမ်းရမယ်လို့ပြောပါတယ်ဟုဒေတာပြည်သူတူကပြောဆိုတာပါတယ်ဆိုတော့ဒီဟာကတော့အစစ်ကောင်စီလက်အောက်ခံအချုပ်ရေးမှုတအုပ်ရဲ့ပြောဆိုချက်ကိုကျွန်တော်တို့ပြည်သူတွေစီကနေပြင်ပြီးတော့ကြားသိရတာဖြစ်ပါတယ်။နောက်တစ်ခုက ။ပဲခူးတန်လက်ပတန်မြို့နယ်မှာရှိတဲ့ဂျေးရွာလေးရွာကိုအကျန်းဖက်စစ်တပ်ကဝန်ရော့စီနေပြီးလူငယ်၁၂ဦးကိုပိုတာဆွေဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဒါကတော့စစ်ကောင်စီနဲ့အာစစ်ကောင်စီကလက်ပတန်လက်ပတ်မှာစစ်မှုထအပစင်စနစ်အတွက်စစ်ခွဲတွေကရွာတန်းကိုဝန်စီပြီးတော့လူစုနေကြတာသူတို့တွေတဲ့အာသူတို့သူတို့တွေ့တဲ့သူတွေ ဖမ်းတယ်တဲ့ဆိုတော့ဒီကဖမ်းပြီးတော့သွားရင်ဖမ်းပြီးသွားရင်လေငွေကျပ်သိန်းရာချီတောင်းတယ်အခုကဗဆန်တောင်းပြီးရင်တောင်မှပြန်မလွတ်တော့ဘူးတဲ့ဆိုတော့စငိမ့်အောင်မယ်ဆိုပြီးတော့အာဖမ်းထားသေးတယ်ဟုဒေတာပြည်သူတို့ကပြောဆိုပါတယ်ဒါကစက်ကောင်စီရဲ့ရုံမှမှုကြောင့်ကျွန်တော်တို့ပြည်သူတွေဆက်ပြီးတော့ခံစားရရမယ်ဆိုတော့ဒီကအခုပြည်သူတွေကကပေးအခုမြန်မာနိုင်ငံမှာတတော်လေးကိုစိုးဝါနေတဲ့အချိန်မှာစက်ကောင်စီရဲ့စိုးဝါမှုကိုလည်းပြင်ပြီးတော့ခံစားနေရတယ်ဒီမနေ့ခင်မှာတော့ကျွန်တော်တို့ တတိုလေးကိုစစ်မကောင်းစီရာတိုင်းတွေပဲအမေရန်ဖတ်ရအာဒီမနေ့ခင်မှာဖတ်ရတော့မှာ ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီရဲ့ရုံမှမှုကြောင့်ပြည်သူတွေကအမေတန်းကိုဒုက္ခရောက်နေကြတာအခုနောက်တစ်ခုကပကိုးတန်းတောင်ငုံမြို့တမန်ဝန်နန်းတို့ဦးလောကမာရီယင်စေတီတော်တို့ဒုစကောင်းဆောင်ဇူဝန်ဖနစီတက်ရောက်ခဲ့မှုကိုစီယောင်းဤပြန်ကြရေးဝက်ဆက်တွင်မတ်ချက်ပြန်တကွာဖော်ပြခဲ့သဖြင့်ပြည်သူများသိရှိခွင့်ရရှိခဲ့ကြတယ်လို့သိရှိရပါတယ်ဒီထက်မှာစီယောင်းဤပြန်ကြရေးဝက်ဆက်တွင်တရင်ဖော်ပြရတော့တွင်မတ်ချက်တရင်စာတရင်စာများတွင်အပြည့်အစုံများတွဲရှိများ အပြက်စီမြဥစားပေတောင်းရန်နန်းတော်ဦးဖရာတွင်ဖနစီထားသဖြင့်ပုံတော်ရတွင်ခယုပြူတောင်းရန်အစွာချုံဒရာ ပြက်စီမှုနှင့်ပြင်းစင်ဆောင်ရွက်နေမှုများကသိမ့်တော်သလိုတောင်းရန်ဟု စေရေအားရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးတော့နောက်ပန်းတွင်မှာရင်းမချက်ကိုပြန်လေဖြုတ်ပေသွားပြီးသွားခဲ့တယ်လို့သိရှိရပါဒါကတော့ ဇူဝံဇူဝံကူတာကဘုရားပုတ်တက်တဲ့အချိန်မှာအာနန်းတော်တော်တော်လေးကိုအာလောကမာရီစီတီတော်ဘောနော်တော်တော်လေးကိုအာနာမည်ကြီးနေတဲ့ဟာကိုစစ်အာဒီဒုစကောင်းဆောင်ဇူဝံကဖနက်စီပြီးတော့သွားပြီးတော့တက်ခဲ့တာလို့သိရပါတယ်ဒါက ဒီနေ့မနက်ခင်းမှာရရှိထားတဲ့တရင်ထူတွေကိုကျွန်တော်တို့ဒီမနက်ခင်းမှာတင်ဆက်ပေးတဲ့ဟာကတော့တတိုလေးကိုဆက်မကောင်းစရာတွေကြီးပဲတင်ဆက်ပေးတာကျွန်တော်လည်းမတင်ဆက်ပေးချင်ပေမဲ့လည်းတင်ဆက်ရမယ့်အချိန်တွေမျိုးရောက်နေလို့ကျွန်တော်ပြင်ပြီးတင်ဆက်ပေးတာဖြစ်ပါတယ်။ဒီကဆက်ကောင်စီရဲ့ရုံမှမှုကိုကျွန်တော်တို့မတင်ဆက်လို့လည်းမရဘူး။ဒီကကျွန်တော်တို့ပြည်သူတွေတည်ဆောက်မှုကဒီလိုနေပဲထားခဲ့လို့မရဘူး။ကျွန်တော်တို့ပြည်သူတွေက develop ပေးစေရတဲ့ဆက်ကောင်စီရဲ့ရုံမှမှုကြောင့်ဘီလူတွေတည်ဆောက်ခဲ့ရလဲဆိုတာကိုမတက်အနေနဲ့ထားဖို့လိုတဲ့အတွက်ကြောင့်ဒီမနက်ခင်းမှာ long walk ကိုမနိုင်ဘူး။ ကျွန်တော်တို့ဒီလိုမျိုးပြည်သူတွေနဲ့ဆေးကြောသေဆုံးရရတယ်တခါနဲ့တရက်ထဲနဲ့တနာရီထဲနဲ့ဒီလိုမျိုးသေဆုံးမှုတွေဖြစ်နေတယ်ဆိုတော့တိုလေးကိုအာထင်းပြီးတော့ပြောရတယ်တိုလေးကိုအာခန်းစားချက်ကိုကျွန်တော်တို့စစ်အမတီမင်းနဲ့ကျွန်တော်တို့ပြောရတာဒါကမတက်အနေနဲ့အာတင်းအာဟုတ်ပြပြတာဖြစ်ပါလေဒါဒါဒါကစက်ကောင်စီရုံမှာမဟုတ်ကြောင့်ပြည်သူတွေတည်ဆုံးခဲ့တဲ့အကြောင်းကိုပြန်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်အမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မတင်ပေးနိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်တတိုလေးကိုခန်းစားရတယ်စကားကိုလည်းပြောဖို့ တော်တော်လေးကိုစဉ်းစားရပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ပြည်သူတွေကိုစစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တရင်တွေကိုတပ်ဖြတ်မှုနဲ့ကျွန်တော်တို့ပြည်သူတွေကိုလူငယ်တွေကိုဖမ်းဆီးဖို့အတွက်ငွေရေးကြေးရေးအခက်အခဲပက်ကနေကျွန်တော်တို့ကြောင်နေတဲ့အချိန်မှာငလိန်ဘေးကနေကြောင်နေတဲ့တဘာဝဘေးကနေကြောင်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့ရုံမာမှုကိုပြူပြီးတော့ခန်းဆားနေရလို့ တတိုလေးကိုစစ်ခန်းဆမ်းမှုပြင်းထန်ပါတယ်။ဒါကဒီမနေ့ခင်မှာနောက်ဆုံးရရှိထားတဲ့တင်ထူတွေကိုကျွန်တော်တင်ဆက်ပေးတာ။အဲ့ဒီနောက်မှာကျွန်တော်ရွတ်တန်ဖန်ပြင်ပြီးတော့ထိပေးထားရှိပါတယ်။ဘာကလေးဆိုလို့ရှိရင်ဟိုတနေ့ကဘုံမဂျုံမင်းကအမြန်လှမ်းမှာပုံမှာကျွန်တော်ကိုတန်သွားခဲ့ပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောမျိုးနဲ့ အခုကျွန်တော်တို့အာနထိုးကြီး PDF ဖိုတွေလည်းအာမေဒန်ရောက်ရှိတဲ့နေရာကိုလည်းကျွန်တော်ကိုယ်တိုင်ရောက်နေပါတယ်ပါညာပေါ့နော်ဒီလိုမျိုးပြောဆိုနေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူကြည့်ရမှာဖြစ်ပါတယ်။ရာကစက်ကောင်စီ lobby ဘိုးမဂျုံမင်းကကျွန်တော်တို့တိုလိုင်းတက်ဖိုတွေကိုစင်ခိုးတလို့လို့ဆောင်းပြောတလို့လို့နဲ့သူ့အဘကိုလည်းဘလူတွေပြောဆိုထားလဲဆိုလို့ရှိရင်ဒီဟာကဒီဒီလိုနေရာမျိုးမှာတထိုးကြီး PDF ကတက်တက်လာပြီးတော့အာပြင်ပြီးတော့ပြစ်ခတ်နေတာက ကျွန်တော်တို့အစူးရကဗောနအတော့မကြမှုကိုပို့ရမှုဆိုပြီးတော့ဝေဖန်ပြောဆိုထားပါတယ်ဒီထက်မှာကျွန်တော် PDF တွေကိုလည်းမဆောင်းမပင်မတင်းတရင်နဲ့ကျွန်တော်တို့ကိုပို့ခတ်တာမျိုးရှိနေပါတယ်ကျွန်တော်လည်းဒုနားထောင်ကြည့်ရှုအောင်ပါအာအခုက318မိုင်းတစ်ဖာလုံး318မိုင်းနှစ်ဖာလုံးဗောနဆိုတော့နောက်3ဖာလုံး4ဖာလုံးလောက်ရောက်လို့ရှိရင်အဲ319မိုင်းဆိုတာရှိမယ်အဲ319မိုင်းဆိုတာကအားလုံးသိတဲ့အတိုင်းပဲ အာမကြာခဏဆိုသလိုမထိုးကြည့်ပြီးတဲ့ကတက်တက်လာပြီးတော့တက်တက်လာပြီးတော့သူတို့ကဒီလမ်းပေါ်တက်လာပြီးတော့လူတွေကိုစစ်ဆေးတယ်မင်းမြတ်နေဆိုပြီးပုံစံမျိုးနဲ့လှုပ်လေရှိတဲ့39မိုင်ဆိုတာအဲ့လိုနေရပါပြီးတော့မကြာခဏဆိုသလိုလုံချိုးကြီးတက်ဖွဲ့ဝင်တွေကိုချောင်းချောင်းပြစ်ခတ်တာကြီးလုပ်တဲ့နေရာလဲပြောလို့ရတယ်အဲ့တော့တော့အနဲ့39 320 321အဲ့ဒီပတ်ဝန်းကျင်ဟာမထိုးကြီး PDF ဒီခဏခဏတက်လာတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်ဖြတ်တန်းနေတာဖြစ်ပါတယ်အာလမ်းတစ်လျှောက်ကတော့တော်တော်လေးကောင်းတယ်ဘာမှဟို အာငလျင်ဒါကြောင့်ထိခိုက်ဆိုးကျိုးထားတာတော့ဘာမှမရှိဘူးမရှိဘဲနဲ့သူ့အဆင်ပြေနေတာကိုတော့တွေ့ရတယ်အခုဒါ319ခုရောက်ပါပြီဆိုတော့ဒီနှတို့ကြီး PDF အဖွဲ့ကဘလို့နီးလန်းနဲ့ဒီပေါ်တက်လာတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်ဝင်စားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဒီ319မိုင်320 321အဲ့ဒီနေရာတွေကပုံဆိုင်နေတဲ့တောဦးတွေကြီးကြီးမားမရှိဘူးဗျမရှိဘူးပြီးတော့ဘာလို့လဲဆိုတော့မြေပြန့်ကြီးလေးဖြစ်တယ်တောတောင်တွေကြီးကြီးလည်းမဟုတ်ဘူးအဲ့တော့မဟုတ်ဘဲနဲ့ သူတို့ဘလို့များရအောင်တက်လာသလဲပေါ့နော်အဲ့ဒီမေခွန်းကကျွန်တော်တော်စနာခက်စနာခက်တယ်ပေါ့နော်နောက်တစ်ချက်ကအာဒီနားတော့ပါလေရဲကင်းနေကျွန်တော်တွေ့ရတယ်မရဲကင်းလေးတွေအများအပြားကျွန်တော်တွေ့ရတယ်ဆိုတော့ရဲကင်းလေးတွေလည်းရှိပါလေနဲ့ဒီလူတို့ကြီးပီဒီအတက်တက်လာဆိုတာဟောပြောရဆိုနေမှာဒီနားမှာတော့ရဲကားတကားတစည်းတွေ့တယ်ဒါရဲကင်းတစ်ခုကျွန်တော်ဒီမှာမြင်ရတယ်အဲပြောရရင်တော့310နဲ့အဲ9မိုင်310နဲ့9မိုင်ခုနှစ်ဖာလုံးတော့ရဲကင်းလေးဂိတ်ရဲစခန်းသေးသေးလေးတစ်ခုရှိတယ်အဲအဲ့ပြီးတော့ဟိုမှာရဲဟိုဟာကားစီးလည်းတွေ့ရတယ် ဆိုတော့ဒီလိုမျိုးရေကြီးလေးရှိရကြားရတော့တော့တက်လာပြီးတော့ရုတ်တရက်ချောင်းချောင်းပြစ်ခတ်ထွက်ပြေးဒါမျိုးလုပ်တယ်ဆိုတော့သူတို့လည်းတော်တော်လေးတော့စွန့်စားကြတယ်ပေါ့သူတို့တော့လည်းစွန့်စားကြတယ်အဲလူကြီးတစ်ပုံနေဘက်ကတက်ကြည့်မဆိုရင်သူတို့လည်းသတိပေါ့ရတာကြတယ်အဲ့တော့ဒီလမ်းပေါ်တက်တက်လာအောင်တက်တက်လာတာတက်တက်လာတဲ့ကိစ္စတွေကိုမတားနိုင်မစီးနိုင်တာဟာအာသက်ဆိုင်အတီစက်အနာမယ်ဖွဲ့စည်းနေနေတော့တော်တော်လေးတော့ပေါ့ရတယ်လို့ပဲပြောမလားပေါ့နော်အဲ့လိုလိုဆွေးရတော့တွေ့တယ်ဘူးလို့ဆိုတော့ကျွန်တော်တော့18 36 20ကိုရောက်လာပါပြီ အဲရှေ့ဆုံးနေတာ320တမိုင်တည်းကိုစဝင်တော့ပေါ့နော်ကဲဆိုတော့ဒါကဘောမဂျုံမင်းကကျွန်တော်တို့တွန်လိုင်းတက်ဖို့တွေကိုလည်းဆောင်းတယ်လို့ပြောပါလို့လို့နော်ကျွန်တော်တို့အာပြောသွားပါတယ်ဘာလဲဆိုလို့ရှိရင်ခုအချိန်မှာကျွန်တော်တွန်လိုင်းတက်ဖို့တွေကအများလမ်းပေါ့ပေါ့မင်းလာရရင်အာနောက်ထပ်အပီလာ20ရက်ကျော်ရယ်ဆိုလို့ကျော်ပြီဆိုလို့ရှိရင် လာရရင်လာကြည့်လိုက်အခုအချိန်မှာကျွန်တော်တွန်လိုင်းတက်ဖို့တွေဖက်ကဒီပြစ်ခတ်မှုကိုရက်ခတ်ထားတာရက်ဆန်းထားတာဘာလို့လဲဆိုလို့ရှိရင်ငလင်ပေးကြောင်နေရတဲ့ပြည်သူတွေအတွက်ဒိုလစ်ကိုအာ အတော်လာခခေဖြစ်မှာဆိုလို့နော်ဒီဟာကမပြည့်ရက်ထားတာအခုချိန်မင်းတို့သွက်ကြက်တလို့သွက်လို့ရသေးတယ်ဒါမှမဲ့လေရင်း၂၀ကျော်တာနဲ့မင်းတို့အတွက်ဘုံမှာရခုလိုမျိုးအာချောင်နေတဲ့ဖင်ရနေတဲ့ကောင်တွေတွေ့တော့လွန်ဝတ်ကိုလမ်းမရှိတော့ဘူးနော်လာရင်အဲ့ဒီ၂၀နောက်မှာပြင်ပြီးတော့လာကြည့်လိုက်ဒီဟာဆိုလို့ရှိရင်မင်းတို့တွေတွေ့ပါတွေ့ရတော့မှာနော်မင်းတို့ဘာမှဖြစ်ဘူးဆိုတာလေကမင်းတို့လေတွေ့ရတော့မှာဆိုတော့ဒီဟာကအာဒီထဲမှာလေသူပြောတော့တာရှိပါတယ်အစိုးရကဘာမှအသုံးမချလို့ ဒီလိုမျိုးဖြစ်လာတာလားဆိုပြီးတော့ပြောဆိုနေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာကျွန်တော်တို့နောက်တစ်ခုပြင်ပြီးတော့ GM ရွတ်တန်ဖန်ကတော့အခုချိန်မှာအာစနေရောမနော်စနေရောမှာစက်ကောင်စီလက်အောက်ခံဘီသူစစ်တွေအဆာငတ်ပြတ်ပြီးတော့တေဆုံးနေကြပါပြီ။အခုဆိုလို့ရှိရင်ပွတ်ပွတ်နေတဲ့သူတွေလည်းအများပြားရှိနေပါပြီဆိုပြီးတော့ဘိုးမရုပ်ဖုံးရင်ကိုတန်းကသူတို့အဘစီကိုတင်ပြနေတဲ့ရွတ်တန်ဖန်ပြပြီးတော့နားထောင်ကြည့်အောင်အခုချိန်မှာငပောက်ကတော့အလူကိစ္စနဲ့လောဆားနေတာကောင်းနေတော့ဆိုတော့အာ အဲ့ဒီပြည်သူစစ်တွေတေးအာငတ်နေတဲ့လူတွေရဲ့အကြောင်းတွေကိုတင်းမပြောသေးဘူးအခုအချိန်မှာရုပ်ဖောင်းကအော်ပေးနေတာဖြစ်ပါတယ်နားထောင်ကြည့်အောင်အဲ့ဒီဒီဟာကတော့ယောနစီလားမသိဘူးဒီဟာက20ရောလားတော့မသိဘူးသူပြောသွားတာနားထောင်ကြည့်အောင်ကိုဇော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နေရအခက်ခဲကတော့အရင်များလာပြားတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ကဗန်နီစကန်တိုက်ခံရပြီးကတည်းကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေဟာစစ်တီတွေနဲ့အတူတူကြရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဖောင်းမပြည့်စုံဘူးကြီကာအုပ်ထုတ်မပြည့်စုံလဲအားတက်တရောနဲ့ရွရွချွန်ချွန်တိုက်ခဲ့ကြတယ်တဲ့အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့မဝင်ဘူးပြတဲ့အခုဆိုစားတပိတ်တော်ကို၃သိန်းဖြစ်နေပြီတဲ့ဟမ် စားတပိတ်သားကို၃သိန်းဖြစ်နေပြီတဲ့ကြည်ုံစားတော်နဲ့ဝါဝါလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆရာဝန်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေဒဏ်ရာရထားတဲ့သူတွေရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချမ်းပြီးမဖက်ဘူးကျွန်တော်ကစပီကာအထက်လူကြီးတွေတည်အောင်ပြောမှာရောင်းလဲရောင်းလဲဖက်ဖက်တချို့တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့ဆေးဝါးမပြည့်စုံဘူးတဲ့ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူး စီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အတက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းစင်းပြီးလေးတာလို့ရပါတယ်လို့ပြောပေးပါတဲ့ကျွန်တော်တို့ဆက်နေရွာအခုဆိုတော်ထဲမှာလည်းမတော်ရဲအကျေကျုပ်ချခံရသလိုဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်းတွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ ဒီဇယ်ဓာတ်ဆီခွဲစိတ်ဆရာဝန်စာငပိဟင်းကျူစေဝါကျောင်းသုံးပစ္စည်းဆက်တာတော်လိုက်စေနဲ့မိန်ကလေးလာစဉ်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မန်တော်ရွာကနေအောင်သာယာရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါလေတဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့တိုးမရအောင်ဖြစ်နေတာတဲ့မြေပြင်မှာဖြူအောင်မှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝစ်စီးပြီးတော့တိုက်တာတဲ့အဲ့လောက်ဂျိုးဂျိုးသွားသွားတိုက်တာတော့ ਨੇ အစဲခံနေရတယ်တဲ့ အတက်ကလူကြီးတွေကလည်းပြောပေးပါလေကျွန်တော်တို့ဆက်နေရကိုပေါ့နော်ပြန်ပြီးတော့ကြည်ပေးပါပေါ့ရှေတန်းကစစ်တီတွေစားတော်ဝဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယံသနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြရတယ်တဲ့ပြီးရင်ကျွန်တော်တို့စီလာလိုက်မယ်တဲ့ကျိန်းတွေလာမှာတဲ့အချိန်မီခဲရန်ရိတ်ကဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုန်းကချမ်းပါကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကန်းနဲ့ပြည့်တယ်မရဘူးတဲ့ ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်သည်တွေမနေတော့ဘူးတဲ့ကျွန်တော်တို့စိတ်နေရောကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့ဘာလုံးမှမလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလဲတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောတော့မယ်ဗျာတဲ့ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင် ပြက်လက်နေပြီတဲ့ကျွန်တော်တို့စက်နေရောကအတွက်ကြည်ပေးပါတော့လို့ပြောပေးပါတဲ့ကလေးကိုလမ်းပေါက်မှာအဲ့ဒါတွေအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင်စာပြန်ပေးပါတော့တဲ့အဲ့တော့ကျတော့ပြောမှာပေါ့စပီကာပဲလေဒီလိုသတင်းတွေရတယ်ခုခင်ဗျားညောင်ချိုးอืมကျွန်တော်တို့ပြောခဲ့တာပဲခင်ဗျားတို့ရာမခအခုညောင်ချိုးဒီပေးနေရပေးခဲ့ရတာဒီတာရကတွေကိုကျွန်တော်တို့ကထောက်ပြီးတော့မှကျွန်တော်တို့ကပြောမှာပေါ့တိုင်းပြည်ပြည်ချင်းနိုင်ငံချင်းစိတ်လူမျိုးချင်းစိတ်ဆိုတာလူသားတိုင်းမရှိဘူးဟုတ်လားလူသားတိုင်းမရှိနေတဲ့အတွက် ျွန်တော်တို့ကပြောရတယ်တချို့ကအနေစားအချောင်းနော်အချောင်းနေအချောင်းစားငါမိသားစုဘာမှမဖြစ်ရင်ပြီးရောဟုတ်လားပြင်ဦးနဲ့တိုင်းတော့မှပြေးမယ်ပြေးမယ်ဆိုရင်ပြေးပဲလူကတီးတတ်ရှိလားအေးဒီတော့နားလဲပေါ့ခမားတို့ကမကြော်ရဲပဲနဲ့လာကြော်ချင်တာလေဘလို့လို့ရမှာလဲပြုတ်ကျသွားမှာပေါ့ဟုတ်တယ်မလားလှုပ်တာတော့အားလုံးအတူတူလှုပ်တာအတူအတူတူလှုပ်တာချင်းအတူတူကိုခမားတို့လည်းကျွန်တော်စီကံရှိရှိပြောပေါ့ကျွန်တော်လည်းခမားတို့စီကံရှိရှိပြန်ပြောမှာပေါ့ อืมๆแกสรุปดาก็တော့ဘောမှာရက်ကွယ်မှာစစ်တက်တွေအမောအာစစ်တက်လက်အုပ်ခံဘီသူစစ်တွေရဲ့ယွာတွေမှာစစ်နေရောဗောနော်ဒီထက်မှာအစံငတ်ပြစ်ပြီးတော့ဒေကောင်တော့မယ်လို့ကျွန်တော်ကပြောတော့တာဖြစ်ပါတယ်ဒီဟာကမကြခင်မှာဒေရတော့မယ်အမျိုးတွေဗောနော်ဆိုတော့ဒီမှန်ဆိုလို့ရှိရင်ဒီဟာကဘီသူစစ်ယွာတွေဆိုတာကဘီသူစစ်တွေကကျွန်တော်ပြည်သူတွေကိုရဲဆက်မှုအများဆုံးเนาะဘယ်လောက်ထိရဲဆက်လဲဆိုလို့ရှိရင်သူတို့တွေတည်နေတဲ့လူတွေကိုပါအကောင်လုံးကိုဖမ်းပြီးတော့တပ်ဖြတ်မှုတွေစစ်တပ်ကိုဗာစီကဲမရှိဘဲနဲ့တပ်ဖြတ်နေတဲ့လူတွေအများပြားရှိပါတယ်ဒါက စစ်တပ်တွေထက်တော့မှယူပြင်ပြီးတော့ယူမှတယ်လို့ဖြစ်နေတယ်တချို့ယူရယ်ဆိုလို့ရှိရင်တချို့တွေကတော့ကောင်းတယ်လို့လည်းရှိရှိမှာပေါ့နော်ဒီဟာကအာဘီသူစစ်အာစစ်တပ်လက်အောက်ခံရေးဘီသူစစ်တွေရဲ့အခြေအနေကိုဝမ်မယုတ်ဖောင်းဟင်းကတေကောင်းတော့မယ်အဲမှာစားတပစ်တာတော့မှတဲ့တော့အာတသိန်းသုံးသိန်းကျော်ရှိနေပြီဆိုပြီးတော့ပြောနေတဲ့ရွတ်တပ်ဖန်တခုကိုကျွန်တော်တို့ပြန်ပြီးတော့နှတ်ထောင်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှုအားပေးနေကြတဲ့လူမျိုးအားလုံးကိုလေကိုယ်ကြံမှာချင်းစေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ